ကိတာဂောရမိဝိထုပန္တုကူလဒရံသရှိသောဣတိယဒေသနာတော်ကိုမြတ်စွာဘုရားသည် ကေတကုတ်တောင်း၌နေတော်မူစဉ်ကိတာဂောရမိကိုအကြောင်းပြုဟောတော်မူလေ၏ထိုကားကြားမင်းဒီပထမယံအဆုံး၌နတ်ပရိသတ်နှင့်အတူတကွမြတ်စွာဘုရားသို့ရှင်းကား၍ရှင်းကိုပြီလျင်တရားလျောက်ပတ်သောယံ၌အတ္တတဆုံးအောင့်မေ့အပ်သောတရားစကားကို နာကြားလျက်နေလေတည်းထိုခရ၌ကိတာဂောရမိသည် မြတ်စွာဘုရားကိုဖူးမြင်အပ်ဟုကောင်းကင်ခရီးဖြင့်ကြွားလာပြီးလျင်တရားမင်းကိုမြင်သောကြောင့်ပြန်လည်ဆုံနေသွားလေတရားမင်းဒီပြန်လည်သွားသောထိုကိတာဂေါရမီကိုမြင်ရလျင်ဘုရားရှင်ကိုမြတ်စွာဘုရားလာလင်လာချင်းရှင်တော်ဘုရားတို့ကိုဖူးမြင်၍ပြန်လည်သွားသောဤဘိက္ခုနီမကအဘယ်အမည်ရှိပါသနည်းဘုရားဟုမေးလျှောက်လေ၏ဘုရားရှင်ဒီမြတ်သောတရားမင်းဤဘိက္ခုနီမကကိတာဂေါရမီအမည်ရှိသောငါဖရာဤသမီးတော်ဖြစ်ပေ၏ ပန္သူပန္သူကူသင်္ကန်းကို ဆောင်ကြကုန်သောယမ်းမိမတို့တွင်အမျက်ဆုံးဖြစ်၏ဟုမိန်တော်မူ၏ဤဃာထာကိုဟောကြတော်မူလေပန္သူကူလာဒရံသံတုံကိတံဓမ္မနိဓမ္မနိတံထတံဧကံဝနသမိန်သာယံတံဓမ္မံပြုမိပြမရံပြမနံပန္နာကူလာဒရံပန္သူကူသင်္ကန်းကိုဝတ်စင်လေးရှိသော ကိတံဂျုံလီတော်ကိုရှိတော်ဓမ္မနိတံထထံအကျော်ဖြင့်ခင်ရတော်ကိုရှိရသောပန္တကူသင်္ကန်းဝေယုံကြသောပုဂ္ဂိုလ်တို့သည်မိမိအားလျောက်ပတ်သောအကျင့်ကိုဖြည့်ကျင့်လေရှိကြသောကြောင့်အသာအသွေးနေပါ၍အကျော်ပြန်ပြန်ထသောကိုရှိကြကုန်၏ဟုလိုဧကံတယောက်တိဒီဝဏ္ဏသမိန်စိတ်ငြိယာတော်တို့ခု၌ ဇာယံတံသံဝင်သားလေရှိထသောတံသံတုံထိုပုဂ္ဂိုလ်ကိုအာငါဖျားသည် ပြမနမကောင်းမှုကို အပပြုပြီးသောသူဟု၍ပြုဟိပြုမိဟောတော်မူ၏ဒေသနာတော်၏အဆုံး၌များစွာသောသူတို့သည်သောတာပတ္တိဖူသတိတို့သို့ရောက်ကြလေကုန်၏ကိတာဂေါရမီဝိထုပြီး၏